nga na ma ja mi kai ma ta ya ni ge ra te ka li mi ye mu ya mya nga ye sai ma na jin si ge ya o nga ye na ni ba min sai ta bo ta dai na pyo shin si jin ge ra တချိန်မှမင်းထားခဲ့ရင်အောင်ပြင်းငါမဆိုရတော့ပါအချစ်ကပဲ ရံများလားတကယ်ဆိုမင်းကပဲလင်းစားတာလားငါနှလုံးသားလေးထဲမှာအချင်းချင်းနာပြားအချစ်ကပဲမာယာများလားတကယ်ဆိုမင်းကပဲလင်းစားတာလားချင်းချင်းစဉ်းစားများခဲ့ပါအဖြေမရှိတော့ပါလား guru chong kan tin ye special paw mou che u chong yo sa ji a kong la eh yo a si daw kwe ka o le taw lai u me no a u la mm mou mou min ji ya le kwa ngeng ngeng ne ai nong cha klei mui ကလေးမွေးပြီးထိန်းစရာလူမရှိရောចောင်းခေါ်လာပြီးထိန်းတဲ့ပုံစံဖြစ်နေတယ်။နေစမ်းမောင်ဗာလေမင်းကငါ့ကိုကလေးဖိနေတူလူပြောချင်တာလား။အဲ့ဒီပုံစံပဲဖြစ်နေအောင်။အေးလေအဲ့လိုဖြစ်နေရတယ်။မင်းကလည်းကွာမဟုတ်သေးပါဘူး။ယောစာကိုကိုကမမမေတမျိုးလာခေါ်နေပြီ ဟဲ့ဟိုတယောက်ကအเจ้าမပြီးသေးရတော့မိမနဲ့ကလေးနဲ့ရှိနေလားမသိဘူးနော်အေးနော်သူ့ပုံစံနဲ့မချင်းရအောင်ကြည့်ရတာသူ့မိမအเจ้าကိုလိုက်လာတော့မကြိုက်တဲ့ပုံစံနဲ့သူ့เจ้าမှလူပြိုလူနေတာကိုလူသိမခံခြင်းလို့နေမှာပေါ့ခင်ဗျဘာလာလောက်တာလဲအနိုင်မဲကန်သိမှာဆိုလို့လေဟာကန်သိမှာဆိုရင်ကန်သိသည်လိုက်လာစရာလားဗျခလေးလာခေါ်မယ်ဆိုလို့ရှိရင်ကြောင်းရှိရောဖုန်းဆက်ပေါ့ကျွန်တော်လာဖို့ပေးမှာပေါ့ခုကဘာလောက်တာလဲ ကားလည်းတခါတည်းဝင်လို့ရတယ်နဲ့ဝင်လာလိုက်တာပါတော်ကြနဲ့အနိုင်အတန်းတွေပါရှိမယ်ဆိုအဆင်မပြေဖြစ်မှာစိုးလို့လေဟာအဲ့လိုဖြစ်မှာစိုးလို့ရှင့်လေမင်းညတွေကလာခေါ်လေဗျာဒီနေ့ကြောင်းရှိရဆိုတာခမရလည်းသိနေရဲ့သားနဲ့အခုခမရဒီဒီလိုက်လာတော့ဟင်တခြားသူတွေကျွန်တော်တို့ရောဘလို့ထင်မလဲဘလို့မြင်မလဲခမရနည်းနည်းလေးမှမစဉ်းစားမိဘူးလားဟမ်ခမရဗျာခမရမြင်လားလှမ်းကြည့်ရင်မြင်လားကျွန်တော်တို့ရောကွက်ကြည့်ကွက်ကြည့်လုံမြင်မြင်လို့ခမရမြင်လားဟမ် sorry ပါအနာရဲ့နောက်ဆုံးနန်းတတိထားပါမယ်ဟိုတမီးလေးခေါ်ထားပြီးရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်နေရောခမရောက်တခါလေးပြက်ပြက်သားသားပြောလိုက်မယ်နောက်ဆုံးလို့ရှိရင်ခုလိုရှုပ်ရှုပ်ရှက်လာမလုံးနဲ့ကျွန်တော်လုံးဝမကြိုက်ဘူးမှန်ပါနေမြင်တော့ဆိတ်ချော်ပါအဲ့မိမအာဟုတူလာလာပေးတာပါ ။ तू ကဘလို့ဖြစ်ပြောကနေရောက်လာလဲ။ငါလဲအဲ့ဒါပြောနေရလေကွာ။ငါပြောခလေးလာခေါ်ရဲဆိုလို့ရှင်ចောင်းရှင်းအောင်ဖုန်းဆက်ပေါ့။ငါထွက်ပို့ပေးမှာပေါ့။အခုကွာငါကန်သိန်းလို့ပြောလို့တဲ့ကန်သိန်းထိလိုက်လာတာတဲ့ကွာ။ဟုတ်တယ်ကန်တရလူတွေကမင်းတို့တကုတ်ချင်ချက်တော့ဘူးပြောနေကြတယ်ထားလိုက်တော့ကွာမတော်တော့မယ်အဲဆရာရှင်းခဲ့တော့ကွာဟမ်ရှင်းခဲ့တော့ရှင်းပြလိုက်ခဲ့တော့ရောက်လေ ဟဲ့နင်တို့ကလည်းစွတ်ပြောအနေနဲ့အဲ့ဒါသူမိမမဟုတ်ဘူးသူ့ဖေရဲ့နောက်မိမသူ့မိတွေဟာခုနကတုတ်တငယ်ချင်းနဲ့ရှင်တော့ငါမပြောရလေမသိဘူးလေဟဲ့ခိုးဘက်ကမင်းကလေးကအေးဆေးပြောနေတာကို तू ကခါခါတီးတီးဖြစ်နေတော့မိမယူထားပြီးလူတိမခံချင်ဘူးထင်လို့လေဟုတ်ဘူးသူ့ဖေရဲ့နောက်မိမအတက်ကလည်းမတိတ်မိတ်ဆိုတော့မကြည့်ပြပါဘောဟာအော်အေးပေါ့လေယူရီယာဘင်းဆိုတော့ဟိုကောင်းတာဗောနော် ဟိုအင်းတိတ်ထားကြည့်ပြီးစိတ်ကြိုက်ဝင်နော်အာဝယ်ပြီးမှကိုပြန်လဲလို့မရဘူးဒီပါပါဒီရောက်တော့ကြည့်နေဒါမဲ့80ဆင့်မလျှော့တော့ဘူးလားလျှော့လို့မရလို့ပါဘာလို့လဲဆိုတော့ဒီကောင် latest model လीဟိုမှာကောက်ရတဲ့ဈေးရောင်မြင့်နေတာအဲ့ဒါအောင်မလို့ပါခေဒီအားလုံးတော့ကျတော့စဉ်းစားကြည့်လိုက်အောင်မလေးနော်စဉ်းစားပါဒေရှာစဉ်းစားပါဟိုမသိရရှိလဲမေးနော်အားမလားအဲ့ဒါခွင့်ပြုပါအောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့စိတ်တိုင်းကြမှာဝယ်ပါနော်စိတ်ချမှာဝယ်နော်ဟုတ်ကဲ့ပါ နှံ့နှံ့တာလည်းမကောင်းပါလားဘာဖြစ်နေလို့လဲဘာလို့တွေးနေအားမဖြစ်ပါဘူးကိုကြီးရဲ့ဘာမှမဖြစ်ဘူးဆိုတော့မဖြစ်နိုင်ဘူးတော့တကုတ်ကဖြစ်ကိုဖြစ်နေဘာလဲမနေ့ကအနမ်းရှိသွားတော့အနမ်းကပြပြပြလေးလေးမဆက်ဆံလိုက်တော့အဲ့အတွက်စိတ်မကောင်းဖြစ်နေဟုတ်လားအနမ်းပုံစံကြည့်ရတာဒီတသက်နန်းကိုကြည့်ယူမဲ့ပုံမပေါ်ဘူးကိုကြီး ။အနက်ကလည်းကန်တင်းလိုက်သွားတော့နောက်ဆိုဒီလိုမျိုးရှုပ်ရှုပ်ရှက်ရှက်တည်းမလုံနေတော့ဆိုပြီးတော့ပြောလှုပ်လိုက်တယ်။ဟာ။ကိုကြီးလည်းဘာပြောမှမသိတော့ပါဘူး။နာသူနဲ့မိသားစုကြဆက်ဆံရေးမှာအဆင်ပြေရှိစေချင်တဲ့ဆန္ဒလေးပဲရှိတာပါကိုကြီးရဲ့။ကိုကြီးသိပါတယ်။အနိုင်နဲ့တစ်ချိန်ကြာလို့ရှိရင်နိုင်အစီအစဉ်တွေတိလာမှာပါ။အဲ့ချိန်ကြာလို့ရှိရင်သူမိသားစုရဲ့တန်ဖိုးကသူနားလည်သွားလို့ ကိုကြီးတို့အချိန်တခုတော့စောင့်ကြည့်ရမယ်နော်စိတ်မကောင်းဖြစ်နေနော်ဒီမှာတို့ရဲ့ကိုတော့ဟာစိတ်ညစ်နေရလဲဒီလိုပါပဲဟာနင့်မိတွေကြောင့်ပဲမလားနင့်ကလည်းဟာနင့်ဘင်းနဲ့ပတ်သက်ပြီးမှအဲ့မိတွေနဲ့တော့ရတာလေနင်မပတ်သက်ချင်ရပဲဟိုမပတ်သက်ဘဲနေလိုက်ပေါ့ ငါလောက်ကင်းကင်းရှင်းနေတာငါပဲရှိရာဟာနင်းလဲသိနေတာပဲသူတို့ကလိုက်ပြီးပတ်သက်နေတာဒီနေ့လဲကြည့်အောင်ចောင်းကန်တင်းထိပါရောက်ကြလာတာဟဲ့ဟိုသူတို့ကဘာလို့လာလဲငယ်မလေးကိုလာခေါ်တာငါပြောတာចောင်းရှိရောက်ရင်ငါ့ကိုဖုန်းဆက်ငါထွက်ပြီးလိုက်ဖို့ပေးမယ်အဲ့ဒါကဖုန်းလဲမဆက်ဘဲနဲ့ចောင်းကန်တင်းထိကိုကားကြီးနဲ့ရောက်ကြလာအကုန်လုံးကွက်ကြီးကွက်ကြီးနဲ့သူနဲ့ပါငါ့ကိုထင်လွဲတာဟိုအဲ့ဒါကိုငါကဘာမှမပြောလိုက်ဘူးပြောတာပေါ့ဟာငါပြောတာ ခဏလေးနော်နော်မိပြောအမေကျွန်တော်ခုအပြင်ရောက်နေတယ်ပြီးရင်ဖုန်းပြန်ဆက်လိုက်မယ်နော်အမေကျွန်တော်ပြောနေရလေကျွန်တော်အပြင်ရောက်နေတယ်ပြီးရင်ပြန်ဆက်မယ်လို့ဒါပဲ ပါလေ။အော်အေးအေး။ဟာလေးကြီးနေ။အကြီးပါဦးအနေရောပဲ။မလေးပိုးရပါရဲ့တိလား။အားမလာမယ်။အေးအေးအဖယ်ပြီးတော့လုံနော်။ဖဲဖဲမယ်။နင်ကငါ့ကိုတေးချဖဲပြီးလေ။အဲ့မှာငါလည်းငါလည်းဖဲနေရပဲ။ပါသွားရင်လည်းတော့ဖဲလိုက်ပေါ့။ဟဲ့ငါလည်းတော့တော်နေကြည့်နေ။အေး။ချိရမကြည့်ပါဘူး။မနေ့ကတော့တော်ပဲ။အေးဟုတ်တယ်။ငါတို့ကစားကြည့်ရဲ။အားပါစားလို့ရအောင်မနော်။อืม သေးသေးပါ။ဖေချနွားပေးအောင်တော့ငါအဲ့လိုသုံးလေးဦးမခိုင်းနဲ့ငါ။အေးပါ။အာလူးပဲကြော်မှာ။ခွာလေးပါ။အခုလိုမျိုးလေးအိမ်မှာချက်စားရတော့လေတမျိုးလေးရပြောပြကောင်းပါလေလေနော်အေးပေါ်ဟာငါတို့လေးယောက်ထဲမှာလေဟင်းချက်ကောင်းတဲ့သူကနှစ်ယောက်ပါတော့ပိုးဝေးပြောပြကောင်းတာပေါ့မလေးမိန်းမတွေနော်ဟင်းချက်ကောင်းတယ်ဟင်းချက်ကောင်းတယ်ညာပြီးခိုင်းစားပြီးမြတ်မှတ် အာတကယ်ကောင်းလို့ကောင်းနေပြောတာပါအမလေးရေနော်နော်နော်မလေးမိမရေအသားရပြီနော်အမလေးဟာအေးဟဲ့ပေးဟဲ့ရတာမြင်ရောလားဟုတ်လေအိုးလေးမှာတစ်ခါလေးလုံးချက်မှာပဲနော်ဟုတ်လို့ရှင်တေးနေအာညာမဆာအင်းအင်းအဲ့ထမင်းဒီနော်ဒီဒီလောက်ဆိုရပြီလားမသိငါတို့လေးရောက်စားဟဲ့ဝါမောင်လာနေရတယ်အေးနော်အကုန်မသိလိုက်တော့ဟုတ်တယ်လားပိုးရယ်

မတော်တော့တော့တော့ဖဲလိုက်ဖဲလိုက်အေးလာလာဟဲ့လာနင်တို့အာလူတွေရတယ်လေစားလို့ရတဲ့စိုက်ကဟုတ်လို့လားဟဲ့ဟမ်ဟဲ့ဖဲ့မှာငါတို့မစင်းနဲ့ကွတ်တီပဲလေနင်ကလည်းမသိဘူးလားတို့စလုံးတွေဟာတခုကသေးတခုကကြီးနေဘယ်လိုစားမှာလဲစုံနေပါအေးဩငါဒီခေါင်းတုံးပြီးတော့တေချာလေးစဉ်းစားပြီးလီးတာပါဟဲ့နင်တို့ကလေဩဒီမှာတဲ့ ကောင်းပါလေကောင်းပါလေမရလေရဲ့နိဟင်းအိုးကလေကြည်စမ်းတော့ကြတူးနေအောင်ဟဲ့ဟင်းအိုးကလေအခုလေးနေမှာရေထည့်ပြီးလုံထားတာဘလုံနီးနေမှာမတူဘူးမေမင်းကြီးမော်ရဲ့တို့ဟင်းအိုးစိတ်ချပါနော်အေးလေအေးဟဲ့ဟင်ညာလေးနဲ့အသက်ကအတိုင်းတောင်ယူရဲဆိုတော့ ဟာနေနေဒီအာလူကြော်လေးတောင်းယူလိုက်တာပါနော်နော်အေးတောင်းမယ်တော်တာဝင်ကြီးနေဝင်တော့ဆိုရည်ပြီလားနေနေတော့ဝိုင်းကူတာပါရဲ့နေတော့လည်းဖြည်းဖြည်းလေးနော်ကိုယ့်လက်လည်းကိုယ်နှီးမိရောဟဲ့ဟဲ့ဟောအနဲ့နည်းနည်းထွက်နေပြီနင်တော့ကြည့်လာအောင်တော့ကြည့်လာနော်ငါတို့တော့ဆက်ကြည့်ထားလိုက်ဟဲ့မိမလေးဟဲ့အနံလေးကတော့မှုေးနေရပဲသိလားမိကလည်းပြင်းတော့နေရေလည်းခမ်းတော့မလဲတို့ရဲအေးအေးဖွင့်လိုက်ဖွင့်လိုက်ဟဲ့ဘာဖြစ်တာလဲရလိုက်တာရလိုက်တာဟဲ့ပြေး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 လိုက်တာရှင်းလိုက်တာ ဟဲ့ဒုက္ခပဲတော့ငါချက်နေတော့ဘာဖြစ်တာလဲသူဓာတ်လိုက်သွားတာဟဲ့ဖော်ပြငါဆက်ပြောတော့မချက်ရတော့ဝယ်စားလိုက်တော့မယ်နင်လက်သွားရမလားအဲ့ဒါငါပဲဆက်ချက်လိုက်တော့မယ်ငါလည်းမချက်နေလည်းမကင်နဲ့

ဟယ်လိုဟယ်လိုဒါမနိုမှာဖုန်းလားခင်ဗျာအော်ဟုတ်ကဲ့ဟိုကနိုမှာပြောနေပါတယ်ဘယ်သူလဲမသိဘူးရှင့်ဟာဗျာကျွန်တော်တော့မသိဘူးလားစိတ်မကောင်းဖြစ်သွားပြီဟုတ် sorry ဟိုတကယ်မသိလို့ပါရှင့်ဟိုပြီးတော့နံပါတ်ကလည်းအစိမ်းဆိုတော့လေဟမ်ဖုန်းနံပါတ်တွေကအစိမ်းနေအချက်တွေဆိုပြီးရှိသေးလို့လားဒီတိုင်းနံပါတ်တွေပဲမဟုတ်ဘူးလားမနိုနို ျွန်တော်ဆုံးမဲထဲပါဗျ။အော်ဘသူများလဲလို့တော်တော်စဉ်းစားလိုက်ရတယ်။ဒါလည်းမသိဘူးမလား။ဟုတ်တယ်။ကြည့်ပြောပါအောင်ထူးထူးဆန်းဆန်းဖုန်းနေပါရဲ့ဆက်လို့။ပြီးတော့ကျမရဲ့နံပါတ်ကိုပေးရရလဲ။ဘာလို့လဲမသိဘူးဗျ။ကျွန်တော်မန်းနုံတို့အရန်တတိရနေတာ။အခုဖုန်းနံပါတ်ရဖို့တော့မှတော်တော်စူးစမ်းယူလိုက်ရတယ်။ဘာလဲ။ကျမတငယ်ချင်းနေစီကတောင်းလိုက်တာမလား။ဟင်။ဒါနဲ့ ပထမတကောတော့မကြိုက်ဘူးเนาะမန်းတို့တော့စာလုံးနေရလားအော်မဟုတ်ပါဘူးဟိုခုနကတော့အင်းရောက်တယ်မှာဖေဖေဦးနဲ့ညသာစားရင်လည်းစကားပြောနေတာအားကြောင့်ကြာသွားတာအော်ဟုတ်ကဲ့ဟိုကျွန်တော်ဖုန်းခေါ်တာတော့မန်းတို့တို့အတွက်အနောက်ရှာမဖြစ်ပါဘူးเนาะကျွန်တော်ဖုန်းခေါ်လိုက်လို့မန်းတို့တို့အတွက်အနောက်ရှာဖြစ်သွားမှာဆိုလို့ပါအော်ရပါတယ်မဖြစ်ပါဘူးဟိုကိုစုံမင်းထင်ကဘာပြောစရာရှိလို့လဲကိစ္စရှိလို့လားပြောလေ တတိယလိုပါဆိုမနနောရှင်းပြောပါမနနောဘယ်လိုယောက်ျားမျိုးကိုသဘောကြလဲဥပမာချမ်းသာတဲ့သူလားရောက်ချောတဲ့သူလားခရုစိုက်တဲ့သူလားအဲ့လိုမျိုးပေါ့อืมအဲ့လိုမျိုးတော့တသက်မမက်ရေလို့တော့မရှိပါဘူးอืม ရင်ခုန်တဲ့သူပေါ့ဟင်ရင်ခုန်တဲ့သူမနုံတော့မရင်ခုန်တဲ့သူရှိနေပြီလားဟိုမရှိရောမရှိသေးပါဘူးဟိုဇော်မင်းထင်ကဘာဖြစ်လို့အိမ်မေကုန်မေးရလဲဩဟိုကျွန်တော်ကမနုံတော့စီးရပေါင်းနေကြော်ပြီးတော့အခုလိုမျိုးမေးတယ်လို့တော့မထင်သေးကြပါဘူးဟိုဒီတိုင်းလေးပဲကျွန်တော်ရိုးသားသားသိကြလို့မေးလိုက်တာပါအဲ့ဆိုဖြေပါဦးဇော်မင်းထင်ပါရော ရင်ခေါ်မဲ့သူရှိနေပြီလားကျွန်တော်လားစီမော